ရွာမှာပဲနေနေတောမှာပဲနေနေဘယ်နာလေးမှာပဲနေနေအစဉ်ပြေခြင်းအစဉ်မပြေခြင်းဆင်းရဲခြင်းချမ်းသာခြင်းတစုံတရာဖြစ်လာပြီးတွေ့လာပြီးဆိုလို့ရှိရင်အဲ့ဒါတွေဟာငါးကြောင်ဖြစ်တာသူ့ကြောင်ဖြစ်တာလို့အလွန်မင်းကြီးအစွဲမထားပါနဲ့တဲ့တကယ်စင်စစ်အဲ့ဒီဆင်းရဲခြင်းချမ်းသာခြင်းဆိုတာတွေဟာခန္ဓာ၅ပါးလို့ဆိုတဲ့ဥပရိတရားကိုအမိပြုတ်ပြီးတော့အစွဲပြုတ်ပြီးတော့ဖြစ်နေကြတာတကယ်လို့ဘဝခန္ဓာသာဖြစ်မနေဘူးဆိုလို့ရှိရင်အဲ့ဒီဆင်းရဲခြင်းချမ်းသာခြင်းတွေဟာ ဘယ်မှာလာပြီးတော့တွေးထိနိုင်မှာမလို့နည်းနည်းလေးရှင်းပြမယ်နော်ဘဝမှာဘယ်နာလေးမှာပဲနေနေစင်ရခြင်းချမ်းသာခြင်းဆိုတဲ့အစဉ်ပြေမှုမပြေမှုတွေဟာတွေ့ရအဲ့ဒါလိုတွေ့လာပြီဆိုလို့ရှိရင်ဒါဟာငါကြောင့်ဒါဟာသူ့ကြောင့်လို့သိပြီးတော့အစွဲကြီးမထားပါနဲ့တဲ့ဘဝဆိုတာဖြစ်နေတဲ့အတွက်ကြောင့်စင်ရခြင်းချမ်းသာခြင်းဆိုတာတွေ့ရတာတကယ်လို့ဘဝဖြစ်မနေဘူးဆိုလို့ရှိရင်စင်ရခြင်းချမ်းသာခြင်းဟာဘယ်လိုလုပ်ပြီးတော့တွေ့ရမှာတော့ တော့ဘာပြောချင်တာတော့မြတ်စွာဘုရားကအစဉ်ပြေတာတွေပဲဖြစ်ဖြစ်အစဉ်မပြေတာတွေပဲဖြစ်ဖြစ်ဒါဟာဘဝပေါ်မှာအမိပြီးပြီးတော့ဖြစ်နေတာဘဝသာဖြစ်မနေဘူးဆိုရင်အစဉ်ပြေတာလည်းတွေ့ရအကြောင်းမရှိဘူးအစဉ်မပြေတာလည်းတွေ့ရအကြောင်းမရှိဘူးလို့ပြောချင်တာအထူးသဖြင့်ဘုန်းတို့စိတ်တိုင်းမကြတဲ့အကိစ္စတွေဆင်းရဲဒုက္ခတွေတွေ့လာပြီးကြုံလာပြီးဆိုလို့ရှိရင်ဒီဒေသနာလေးကို တွေးမိတဲ့နဲ့ပေါ့နော်တကယ်အဓိကကြတဲ့ဆင်းရဲခြင်းရဲ့အဓိကကြတဲ့အကြောင်းတရားကဘဝဖြစ်နေလို့ပဲ